န်ယူဂျီဟာဒီတိုင်းကျွန်တော်တို့ဖြစ်လာတာမဟုတ်ဘူးဒီ2010ရွေးကောက်ပွဲမှာပြည်သူလူထုရဲ့ဆန္ဒမဲတွေပေါ်မှာခြေခံပြီးတော့ကျွန်တော်တို့ဒါပြည်တော်စုတို့တော်ကိုစားပြုကော်မတီဆိုပြီး CRPH ဖြစ်တယ်အဲပြည်တော်စုတွေမကောက်ဘူးတိုင်းနဲ့ပြည်နယ်အသီးသီးမှာဆိုလဲလွတ်တော်ကိုစားပြုကော်မတီတွေဖြစ်လာတယ်အဲအဲ့ရနေမှာအစင်ကျွန်တော်တို့ဒီ DJRI ပေါ့နော်ဒီပြည်သူလူထုကအာဒီရွေးကောက်ပွဲတွေရနေပြီးတော့ပေးအပ်တဲ့ဒီတရားဝင်မှုအပြင်နောက်ပြီးအခြားသောဒီ ရွေးကောက်ပွဲနီးနာမဟုတ်တဲ့ပေါ့နော်အခြားသောနီးနာတွေနဲ့တရားဝင်မှုပေးတာတဲ့အဖွဲ့အစည်းတွေလည်းကျွန်တော်နိုင်ငံမှာရှိပါတယ်သူသဖြင့်တော့ဒီ EAO တွေနောက်အခြားဒီတပိတ်အင်အားစုတွေနောက်ဒီလိုအင်အားစုတွေကျွန်တော်တို့ပေါင်းပြီးတော့ NUCC ဆိုတာကိုဖွဲ့တယ်အဲ့ဒီကနေမှတစ်ဆင့်ကျွန်တော်တို့ NUG ဆိုတာပေါ်ပေါက်လာတာဖြစ်ပါတယ်အဲ့တော့ NUG ဟာတွေ့ကြရလူနဲ့အောက်ဖွဲ့ပြီးတော့ဟိုကျွန်တော်တို့ဒီတိုင်းငါတို့တိုင်းပြည်ကိုအုပ်ချုပ်မယ်ကွာဆိုပြီးတော့အဲကျွန်တော်တို့ဒါဖွဲ့ခဲ့တဲ့ဖွဲ့စည်းမဟုတ်ဘူးပြည်သူလူထုပေးထားတဲ့ မန်ဒိတ်ပေါ့နော်မန်ဒိတ်ကိုကျွန်တော်တို့အခြေခံပြီးတော့2010ရွေးကောက်ပွဲရလဒ်ကိုအခြေခံပြီးတော့ပေါ်ပေါက်လာတဲ့အဖွဲ့အစည်းအဲကျွန်တော်တို့ဖြစ်ပါတယ်ပေါကွယ်လက်နက်ပစ္စည်းကြောင့်ဒဏ်ရာရသူကိုအရင်ဆုံးအသက်ရှုမရှုစစ်ဆေးပါဒဏ်ရာကိုတန့်စင်တဲ့ရေနဲ့ဆေးပြီးပတ်တီဒါမှမဟုတ်အဝတ်စနဲ့ဖိသိမ့်စည်းနှောင်ပါ လူနာကိုပက်လက်လန်းထားပြီးဒဏ်ရာရတဲ့လက်ခြေတော့ကိုနှလုံးထက်မြင့်တဲ့နေရာမှာမြှောက်ထားပါဥကောင်းမှာဒဏ်ရာရထားရင်ငြိမ်အောင်ထားပေးပါ အန်ရွန်ချီပြောင်စုဝန်ကြီးချုပ်ယုတ်ပြောရေးဆိုခွင့်ရှိသူဦးနေဘုတ်လက်ကတော်နာအင်အားကမ်ပိန်းနဲ့တော်နာအင်အားစကဝိုင်းမှာအခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာအစီအစဉ်တင်ဆက်သူကလက်ရှိ NUG ဟာမြန်မာနိုင်ငံရဲ့တဦးတည်သောတရားဝင်အစိုးရဖြစ်ပေမဲ့အာဏာသိစစ်တပ်ကအင်းရင်ချင်းနိုင်ငံတွေဖြစ်တဲ့တရုတ်၊ထိုင်း၊အိရိယာနိုင်ငံတွေအပြင်ရုရှား၊မြောက်ကိုရီးယားစတဲ့နိုင်ငံတွေနဲ့စီးရဲနိုင်ငံကြီးအရာပူးပေါင်းမှုတွေ ရှိနေတယ်။ဒါကြောင့် NUG ရဲ့နိုင်ငံတကာတရားဝင်မှုအခြေအနေဘယ်လိုရှိလဲဆိုတဲ့မေးမြန်းမှုကို ဥနင်ဘုံလက်ကအခုလိုဖြေဆိုခဲ့တာဖြစ်ပါတယ်။နိုင်ငံတနိုင်ငံရဲ့တည်ရင်ဝင်မှုနဲ့နိုင်ငံကိုပြည်သူတွေစီမံအုပ်ချုပ်မှလဲဆိုတာကိုစုပ်ဖြည့်ရမှာပြည်သူလူထုကအဓိကကြားတယ်လို့လည်းပြောဆိုခဲ့ပါသေးတယ်။ဒါအပြင်ပြည်သူတွေတခဲနဲ့မဲပေးပါဝင်ခဲ့တဲ့2020ရွေးကောက်ပွဲရလဒ်နဲ့ပေါ်ပေါက်ခဲ့တဲ့အဆိုးရဖြစ်လို့ UNG ဟာတည်ရင်ဝင်အဆိုးရဖြစ်တယ်လို့လည်းတုံ့ပြန်ခဲ့ပါသေးတယ်။ အရုန်ချီဟာလက်ရှိမှာတရုတ်နိုင်ငံနဲ့အဆက်အသွယ်ရှိနေပြီးပြောဆိုဆွေးနွေးမှုတွေရှိနေတယ်လို့လည်းဦးနေဘုတ်လက်ကထုတ်ဖော်ပြောဆိုခဲ့ပါသေးတယ်။အရန်များအစ်တက်ကိုထောက်ခံပါတယ်ဆိုတော့တရုတ်လိုနိုင်ငံမျိုးတော်မှတကယ်တမ်းကျတော့ကျွန်တော်တို့လည်းအဆက်အသွယ်ရှိနေတာပဲကျွန်တော်တို့လည်းစကားတွေပြောနေတာပဲဒီဒီလိုမျိုးစစ်တပ်ကြီးကိုเนาะကျွန်တော်တို့ သူ့ရဲ့လုပ်ရက်တွေကိုဒါထောက်ခံတဲ့ထောက်ခံနေတာမျိုးသူ့ကိုအရင်ကြိုက်လုံးလို့ဆိုတာမျိုးမဟုတ်ဘူးပေါ့နော်အပြောင်းလဲတစ်ခုခုများဖြစ်မလားဆိုတဲ့ပုံစံမျိုးနဲ့အဲကျွန်တော်တို့ဆက်ဆံနေရတယ်ဆိုတော့ကားတွေလည်းကျွန်တော်တို့ပြန်ပြီးတော့ကြားရတာရှိသလိုအချို့သောနိုင်ငံတွေဆိုလည်းနော်ဒီရန်ကုန်လိုနေရာမျိုးမှာသူတို့ရဲ့တန်ယုံတွေရှိနေရတဲ့အခါကျတော့နော်မချစ်တော့လဲအောက်ငါနဲ့ဒီလိုမျိုးဆက်ဆံနေရတယ်ဆိုတဲ့အခြေအနေမျိုးတွေကိုလည်းပြောကြားရတာတွေလည်းကျွန်တော်တို့ဒါကြုံရတာရှိပါတယ်လို့နော်အဲ့တော့ပြည်သူလူထုရဲ့ အဲပေးတဲ့ဒီသူလူလူကပေးတဲ့တရားဝင်မှုကသာလင်ဒါပို့ပြီးတော့အရေးကြီးပါတယ်ဒီလိုပြောလို့နိုင်ငံတကာရဲ့အဲတရားဝင်ပေးတဲ့တရားဝင်မှုဝင်မှုကအရေးမကြီးလို့ကျွန်တော်ဆိုလိုတာမဟုတ်ဘူးအဲဒါပေမဲ့နိုင်ငံတကာရဲ့စဉ်းစားပုံဆိုတဲ့နေရာမှာတော့ပြည်သူလူထုလောက်မယိုးရှင်းဘူးပေါ့ဗျာနော်မယိုးရှင်းတဲ့အခြားသောကိစ္စတွေကိုပါစဉ်းစားနေရတဲ့အခြေအနေတွေတော့ရှိတယ် စီရဲ့အစုံသက်နိုင်ဖို့နဲ့အထွတ်ထွေထိုးစစ်ကြီးဆင်နွှဲနိုင်ဖို့အတွက် UNG အနေနဲ့အင်အားစုဖွဲ့မှုတွေထိထိရရလှုပ်ဆောင်နေပြီလို့လည်း UNG ဘက်ကအသိပေးပြောဆိုမှုတွေရှိလာပါတယ်။လက်ရှိမှာတော့ PDF တပ်မတော်ဟာတိုင်းစစ်ဌာနကြီး၁၀ခုကိုဖက်စီထားတယ်လို့ UNG အထူးတိုင်းစစ်ဌာနတိုင်းကုတ်ကယ်ရေးမှူးရဲဘော်အောင်ဆန်းရှားကအခုလိုပြောဆိုသွားခဲ့ပါတယ်။စီရဲ့အစုံသက်ဖို့ပေါ့နော်အထွေထွေစစ်အတွက်ဆိုပြီးတော့မှကျွန်တော်တို့ ဟိုဒါအီယာတက်ဖွဲ့တွေရောပီရီယတက်ဖွဲ့တွေရောဟောအင်အားတိခောက်မှုအပိုင်းလဲကျွန်တော်တို့ဒီချိန်မှာကျွန်တော်တို့စနစ်တကျနဲ့ကျွန်တော်တို့လုပ်နေကြတယ်ဆိုတော့အင်အားဆိုလို့ချင်းအဲကျွန်တော်တို့ MOD အနေနဲ့ဆိုလို့ချင်းလဲဒါတရားဝင်ကျွန်တော်ထုတ်ပြောတာရှိတယ်တိုင်းပေါင်းတနင်္ဂနွေလုံးတိုင်းတာမှာတိုင်းပေါင်း300ကျော်ရှိတယ်ဆိုတာဒါကတော့တကယ်ကျတော့ဟောလေးနဲ့ပြောတာမဟုတ်ဘူးเนาะအချက်လက်အလက်နဲ့ပြည်သူလူထုကိုဒါကာကွယ်ဝင်ကြီးဌာနကနေပြီးတော့ထုတ်ပြနိုင်တဲ့လောက်ကိုထုတ်ပြထားတာရှိတာပေါ့နော်ပြီးတော့နောက်ဆုံးဆိုရင်ကျွန်တော်တို့ဒါ အခုပြီးခဲ့တဲ့လကတင်းမင်းဆောင်2025စီးပွားမှာဆိုရင်ဗီဒီယိုတက်မတော်ဟာတိုင်းစစ်ဌာနကြီး7ခုကိုဖွဲ့စည်းထားတယ်ဆိုတာဟောလေအဲကျွန်တော်တို့ရဲ့ကာဝေးဝန်ကြီးကနေပြီးအတိအလင်းပြောတာရှိတယ်ဆိုတော့ဟောကျွန်တော်တို့ရဲ့ဒါစီးရေးအေးပိုင်းမှာမှာကျွန်တော်တို့ရဲ့အင်အားတိုးတက်မှုပေါ့နော်တိဆောက်မှုပမာဏအလုံးမတန်မှာကျွန်တော်တို့ဟိုတခြားကြစ်လက်ခိုင်းမှနေပြီဆိုတဲ့ဟာကိုကျွန်တော်တို့ဒီမှာပြတာပဲဖြစ်တယ်ပေါ့နော်ဆိုတော့တစ်ဖက်မှာလည်းကျွန်တော် EAO နဲ့ဒီ PDF တွေနဲ့ online တက်ဖွဲ့တွေအားလုံးပေါင်းပြီးတော့မှာ နော် joint command ဆိုပြီးတော့တောင်ပိုင်းရောမြောက်ပိုင်းရောကျွန်တော်တို့စနစ်တကျ query ထားပြီးသားဖြစ်တယ်ဒါလည်းကာကွယ်ဝင်ကြီးဌာနအပြောထားပြီးသားဖြစ်တယ်ပေါ့နော်စုစုဦးစီးချင်ပါမယ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးနိုင်ငံတကာရဲ့တုံ့ပြန်မှုတွေအရာအာဆီယံကလည်းလက်မခံသလိုနိုင်ငံတတော်များများကလက်မခံမှုလို့ဦးနှင်ဘုတ်လက်ကပြောဆိုခဲ့ပါသေးတယ်စစ်တပ်ကလုပ်မဲ့တရားမဝင်တူအောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့နိုင်ငံတကာရဲ့တုံ့ပြန်မှုတွေကြည့်ပါ ဒီနိုင်ငံတကာတုံ့ပြန်မှုတွေကိုပြန်ကြည့်မယ်ဆိုရင်တော့ဒါအင်မတန်မှရှင်းပါတယ်အခုအာဆီယံဆိုရင်လက်တာကိုလက်မခံဘူးအနယူးဇီလန်ဇီလန်ဆိုလည်းလက်မခံဘူးပြောတယ်မလေးရှားဆိုလည်းလက်မခံဘူးပြောတယ်တော်တော်များများနိုင်ငံတော်တော်များများကဒါကြီးကိုလုံးဝလက်ခံနိုင်စရာအကြောင်းမရှိဘူးဆိုပြီးတော့ထုတ်ဖော်ပြောကြားလာတာရှိတယ်နော် scam election sham election နော်အတူရောရွေးကောက်ပွဲကြီးပါဆိုပြီးတော့အတော်မှစကလုံးတွေအတိအကျသုံးပြီးတော့ပြောလာတာရှိတော့ဒီစစ်တပ်ကအခုလက်ရှိလုံးမဲ့နိုင်ငံရေးလမ်းကြောင်းကိုလည်း နိုင်ငံတော်များများကမ္ဘာနိုင်ငံတွေကလက်မခံကြဘူးဆိုတော့ဒါအတီလင်းပြောလို့ရတယ်။ကုလသမဂ္ဂမှာလည်းအခုချိန်အထိနော်ကျွန်တော်တို့မြန်မာနိုင်ငံကိုကိုးစားပြုပြီးတော့တက်ရောက်နေတာစစ်တပ်မဟုတ်ပါဘူး။နော်ကျွန်တော်တို့ဒီနိုင်ငံတော်သမ္မတဦးဝင်းမြင့်နိုင်ငံတော်တာဝန်ခံပုဂ္ဂိုလ်ကျွန်တော်ဒေါ်အောင်ဆန်းစုကြည်တို့နော်ကျွန်တော်တို့ရဲ့ကျွန်တော်တို့ခန့်အပ်ထားတယ်နော်ဒီသမ္မတသမ္မတကြီးဦးကျော်မိုးထွန်းဖြစ်တယ်။ဦးကျော်မိုးထွန်းကဆိုရင်လည်းပဲအန်ယူဂျီနဲ့ တကယ်ကိုနိုင်ငံနိုင်ငံရေးကိစ္စတွေဒီနိုင်ငံတကာရေးကိစ္စတွေမှာအတူတူကပူးပေါင်းဆောင်ရွက်နေတဲ့အတမ်းအကြီးဖြစ်ပါတယ်အဲ့တော့စစ်တပ်ရဲ့နေရာကနိုင်ငံတကာမှာအများကြီးမရှိဘူးလို့ပဲကျွန်တော်ပြောချင်ပါတယ်ဗျဟုတ်